百度里姚明，百度里我们杨洋不来说吧？不看表面，为度秒老外名了，苗们介绍佛丝完了，别来就来玩的。 မန်ချက်စတာယူနိုက်တက်ဆိုရင်တွဲဖက်မြင်မိကြတဲ့ကလေးစားသမားတွေတဲ90ကိတဲ့အသေးဆွဲကြတာကတော့ရွှေအောင်စပင်ရှင်နဲ့ဘောလုံးမင်းသားတိပိပကံပါလေဘကံအားမန်ချက်စတာယူနိုက်တက်ရဲ့ရွှေအောင်လေးရဲ့တီမှာဒစိလိုင်းပါဝင်ခဲ့တယ်လို့ဒီနေ့အထိနဲ့အသင်းပေါ်ချစ်ခင်နေစေကလေးတယောက်ဖြစ်ပါတယ်ဘကံအား2003ခုနှစ်မှာရီယယ်မက်ထရစ်ကိုပြောင်းရှင်းမသွားခင်ယူနိုက်တက်နဲ့အတူပရီးမီးယားလိချန်ပီယံဖြစ်ရင်6ချိန်တိတိအောင်ပွဲခံနိုင်ခဲ့ပါတယ်အင်တာမိုင်ယာမီပူတဲ့ပိုင်ဆင်ဖြစ်တဲ့တပည့်မကန်းဟာယူနိုက်တက်အကြောင်းပြောခဲ့ပေမဲ့ဒီတပတ်တဲအက်သလက်တစ်နဲ့အင်တာဗျူးမှာယူနိုက်တက်အကြောင်းကိုပွင့်လင်းလင်းသုံးသပ်လာခဲ့ပါတယ်ဘကံအားလည်းရှင်မဝေဖန်မှုတွေမြင့်တင်နေတဲ့ မန်နေဂျာရူဘင် အေမော်ရင်ကိုနင်းနေထွေးထွေးချီးကျူးလာခဲ့ပြီးအသင်းအနေနဲ့လာမယ့်အပြောင်းရွှေ့ဈေးကွက်ကိုယုံကြည်ထားတဲ့အကြောင်းပြောလာခဲ့ပါတယ်။အေမော်ရင်ကသူ့လိုရှိတဲ့ကစားသမားတွေခေါ်ယူပေးတင်တယ်လို့ဗက်ခန်းကပြောခဲ့ပြီးဒီလိုဖြစ်နိုင်လားဆိုတော့သူမသိအကြောင်းပြောလာခဲ့တာပါ။အဲဒီနောက်မှာတော့ဗက်ခန်းကဘယ်ကစားသမားတွေကိုမယောင်းချတင်မှုလဲဆိုတာသူ့ရဲ့အမြင်ကိုပြောပြလာပါတယ်။ဗက်ခန်းကအသင်းအနေနဲ့အသင်းကောင်းဆောင်ဘရူလိုဖာနန်တက်ကိုတော့ယောင်းချဖို့လိုတယ်လို့မထင်ပါဘူး။ဖာနန်တက်ကို Sorry Bro လေးအသင်းအိမ်လေကလိုရှိနေပေမဲ့အသင်းအတွက်တော့ချွင်းချက်မရှိကစားသမားဖြစ်နေပါတယ်။ပရင်တက်ကယူနိုက်တက်ကစားသမားတွေကိုဝေဖန်မှုတွေအများကြီးလုပ်နေချပေမဲ့အရင်ကြောင်းဆိုရင်ဖာနန်တက်ကအမြင်နဲ့ရှေ့ထွက်ပေးခဲ့ပါတယ်။ ်ဒါပေမဲ့ပကန်းကအသင်းရဲ့ academy ထွက်လေးတွေအသင်းကနေထွက်ခွာတာကိုမြင်ရတာလည်းမကြိုက်ပါဘူးဒီလိုစားသမားတွေကိုမွေချေးတစ်ခုထဲနဲ့တော့မယောင်းချသင့်ဘူးလို့ပကန်းကဝေဖန်ခဲ့ပါတယ်မန်နေဂျာကလာမယ့်နေရာဒီမှာ academy ထွက်ကစားသမားတွေဖြစ်ကြတယ်ကိုမီမိုင်းတို့အလန်ဂျာတို့ကာနာတို့ကိုယောင်းချသွားလိမ့်မယ်လို့သတင်းတွေထွက်ပေါ်နေတာပါ ယူနိုက်တက်ကဒီကားရတဲ့ရောင်းချဝင်တဲ့ကစားမအသစ်တွေကိုပြန်လည်ဝယ်ယူမှာဖြစ်ပါတယ်။မိုင်တူးရဲ့ကာယာချိုးတို့ဟာယူနိုက်တက်ကယ်လိုရီကနေအသင်းကြီးစီကိုရောက်ရှိလာကြတာမို့သူတို့စီကနေရရှိမဲ့အကျိုးမြတ်ကယူနိုက်တက်အတွက်တရားခိုင်လို့အမြတ်ကျပါပါ။ဒါကြောင့်ပရီးမီးယားလိရဲ့ဗန်ဒိုင်းကန်တဲ့ချက်တွေထဲမှာအံဝင်မှုအတွက်ယူနိုက်တက်ကဒီလူငယ်လေးနှစ်ယောက်ကိုရောင်းချခြင်းနေပါတယ်။ဒါပေမဲ့ဗကန်းကတော့ကေဗီထွန်လေးတွေကိုကွင်းထဲကခြေစွမ်းတိုင်းပဲဆုံးဖြတ်တင်ကြောင်းကြံပေးခဲ့ပါတယ်။တကယ်လို့ကစားမလေးကအကောင်းကောင်းမကစားနိုင်ဘူးဆိုရင်ရောင်းချတဲ့နေဆိုပေမဲ့ကြိုးစားနေရဆိုရင်တော့အခွင့်အရေးပေးတဲ့နေဆိုတာအားလုံးအသိပဲလို့ဗကန်းကနားချခဲ့ပါသေးတယ်။ ကစားသမားကလက်ရှိချိန်မှာကောင်းကောင်းမကစားနိုင်ဘူးဆိုရင်အရင်ကဘယ်လိုပဲကစားခဲ့ကစားခဲ့အနာဂတ်မှာဘယ်လိုပဲကစားကစားအရေးမရှိပါဘူးဒီလိုအခြေအနေမှာအရန်ကုန်တိုင်းမလားရောင်းချခဲ့ရမလားပဲရှိပါတော့တယ်အကယ်မီထွက်လေးဆိုတာအသင်းမှာကစားရင်ကြီးပြင်လာကြတာပေါ့အသင်းအကြောင်းကိုနားလည်တယ်လို့အသင်းကိုလည်းချစ်ကြပါတယ်ဒါကြောင့်ဒီလိုကစားသမားလေးတွေကိုရောင်းချတာမျိုးပကန်းကမမြင်ချင်ပါဘူးမန်နေဂျာဘောသူချစ်တယ်လို့ချစ်တဲ့ကစားသမားတွေအော်ထဖို့ကနေအကြောင်းမဲ့ထွက်ခွာတာမျိုးမမြင်ချင်ကြောင်းပကန်းကပြောခဲ့ပါတယ် နောက်ထပ်ကနဝင်တယောက်ဖြစ်တဲ့ကရီနမီကလည်းလက်ရှိနေပြရူဘင်အင်မိုရီကိုအားပေးချောက်ခံခဲ့ပြီးနောက်ရသည့်အလယ်လောက်ကျမှာအင်မိုရီအပေါ်ဝေဖန်ဆုံးဖြတ်ကြဖို့ပြိုင်ခွင့်ကိုတောင်းဆိုလာပါတယ်။နောက်ရသည့် Christmas ကာလလောက်ကျရင်အင်မိုရီအတွက်ဒုတိယအပြောင်းအရွှေ့ကာလကိုရောက်ပြီမို့ဒီနောက်ပိုင်းကျရင်တော့အင်မိုရီရဲ့အစွမ်းအစကိုသုံးသပ်နိုင်ပြီလို့နမီကဆိုပါတယ်။ဒီတော့လာမယ့်နေရာဒီဟာ United အတွက်အပြောင်းအရွှေ့အကြီးကြီးဖြစ်ပါတယ်။အနည်းဆုံးကစားမ9-6လောက်ပြောင်းလဲနိုင်ပါသောအသင်းရဲ့ကစားပုံကလည်းအင်မိုရီအလိုရှိတဲ့ဘက်ကိုရိမ့်လာပါပါ။ United ဟာ အနည်းဆုံးတိုင်းစစ်ဘိုးနှစ်ယောက်၊ကွင်းလယ်တယောက်၊ဝင်းပန်းတစ်ယောက်နဲ့နောက်ထပ်ဘိုးခိုင်စင်မှုတစ်ယောက်အနည်းဆုံးကစားမ6လောက်တော့အသစ်ခေါ်မှရမယ်လို့နဗီကတုံ့ပြန်ခဲ့ပါတယ်။ဇူလိုက်တားလက်ရှိမှာဝူတိုင်းစစ်မှုမှာတရက်ကွန်ရာကိုစာချုပ်ဖျက်သိမ်းခြင်းပေါင်62.5တန်းနဲ့ခေါ်ယူဖို့သဘောတူညီချက်ရရှိနေပါပြီ။နောက်ထပ်ခေါ်ယူသွားမယ့်ကစားသမားတွေကလည်းတန်းစီနေပါတယ်။ဇူလိုက်တက်ကနေရာဒီမှာအသင်းကိုပြန်လည်တည်ဆောက်ပြီးနောက်ရာသီအသစ်မှာရိုဘင်အီမိုရီနဲ့ခေတ်တစ်ခုစတင်တော့မှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါပဲနောက်နေ့ပါလဲအားကစားလေးပတ်သက်တဲ့သတင်းကြော်ကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ